ရီမင်ဟူဒီတပုံတွေကိုစေရအရာအပြည့်ပြည့်သသားရေးယူဖို့တောင်းနေထွားမိပြီ။ရီမင်နိုင်ငံတွေကဟူဒီအကျန်းဖက်တမားတွေကိုစေရအရာအပြည့်ပြည့်သသားနဲ့ပြင်းပြင်းထန်ထန်ရေးယူဆောင်ရွက်ဖို့အမေရိကန်စစ်တပ်ကအမဲပေးထားကြောင်းတမရတော်နဲ့ထရက်ကမလတ်ဆန်ငါရဲ့သူ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဂျိုးဘိုင်နဲ့အစိုးရရဲ့အားနည်းမှုတွေကြောင့်အီရန်အားပေးတဲ့ဟူသီတွေဟာအမေရိကန်လေရင်တင်သင်္ဘောအပါအဝင်မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်နေခဲ့တဲ့အတွက်နိုင်ငံတကာကုန်သွယ်စီးပွားရေးမှာဒေါ်လာဘီလီယံချီဆုံးရှုံးနေတာခဲ့ရပြီ ဖြစ်တယ်လို့ထရက်ကန်ဆိုပါတယ်။အီရန်အားပေးဟူသီတွေအနေနဲ့အမေရိကန်နဲ့တခြားနိုင်ငံကသင်္ဘောတွေလေရင်တွေနဲ့ဒရုန်းတွေကိုအကျဉ်းဖက်တိုက်ခိုက်နေတာတွေကိုချက်ချင်းရဖို့နဲ့ဆက်လုံနေမယ်ဆိုရင်ဘယ်တော့မှမကြုံဘူးခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရမယ်လို့လည်းဒေါ်နယ်ထရပ်ကရည်သားထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။